ုတ်တရက်တေဆုံးနိုင်တဲ့နှလုံးသွေးကြောပိတ်ခြင်းသို့မဟုတ် heart attack အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ AN channel မှာကျမရီပူဇော်ရည်နဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်ဒီဗီယိုမှာတော့ကျွန်တော်ကနှလုံးသွေးကြောပိတ်တာပါနော်နှလုံးသွေးကြောကျင်းနိုင်ရင်နောက်ဆက်တွဲယောဂဖြစ်တယ်နှလုံးသွေးကြောပိတ်ခြင်းကြောင့်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲ့နှလုံးသွေးကြောပိတ်တာဟာအသက်အန္တရာယ်ဆုံးရှုံးနိုင်တဲ့အထိအရန်အန္တရာယ်ကြီးပါတယ် ျွန်တော်တို့ကတော့သူ့ကိုဟတ်အတက်လို့လည်းပြောကြသူဒါတော့ပြင်ပေးကြတာပေါ့နော်အဲကျွန်တော် medical terms အရဆိုလို့ရှိရင် acute myocardial infarction ပေါ့နော် AMI လို့လည်းခေါ်ကြတယ်သူကြတော့လည်း acute coronary syndrome ဆိုပြီးတော့ ACS ဆိုလည်းကျွန်တော်တို့ကခေါ်ကြတယ်ပေါ့နော်အဲ့တော့အဲ့အကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာဆွေးနွေးပေးသားမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုစလိုက်အောင်နော်ဟုတ်တက်ဖြစ်တာဘာကြောင့်ဖြစ်တာလဲဆိုတော့နှလုံးသွေးကြောပိတ်ဆို့သွားတာပါနော်အဲ့လိုပိတ်ဆို့သွားတဲ့အခါမှာနှလုံးကြွက်သားတွေစီကိုသွေးစည်းမှုမရောက်တော့ဘူးသွေးစည်းမှုမရောက်တော့တဲ့အတွက်ကြောင့်အောက်ဆီဂျင်မရတော့ဘူးအာဟာရတွေမရတော့ဘူး ဲ့ဒီအချိန်မှာနှလုံးကြွက်သားတွေတ िश ူးတွေပုတ်သွားတယ်အဲ့လိုပုတ်သွားပြီးတော့နှလုံးရုတ်တရက်ရက်တန့်သွားတယ်အဲ့ဒီအချိန်မျိုးကျွန်တော်နှလုံးဒီအရေးပေါ်ဖြစ်တာပါเนาะဟတ်အတက်လို့ကျွန်တော်ပြောကြရပါเนาะသူ့ရဲ့မူလအစဖြစ်တာကတော့နှလုံးသွေးကြောကျင်းတာစတာပေါ့နှလုံးသွေးကြောဘာကြောင့်ကျင်းလဲများသောဖြစ်တော့အစီအစိတ်တွေနေငံစားလို့ကိုလက်စထရောတွေများလာတယ်အဲ့ကိုလက်စထရောပလက်ကလေးတွေကသွားပိတ်တယ်ပိတ်တော့နှလုံးသွေးကြောကစကျင်းတယ်အဲ့တော့နှလုံးသွေးကြောကျင်းတော့သွေးစီးဆင်းမှုလုတ်တဲ့အခါမှာအဲ့ဒီနေရာလေးတွေမှာသွေးဥမွှားလေးတွေကက်လာတယ်ကက်လာပြီးတော့ကျွန်တော်သွေးခဲလေးတွေဖြစ်လာတယ်အဲ့သွေးခွဲတွေနောက်ဆုံး pixel သွားတဲ့အခါမှာသွေးစီးဆင်းမှုရပ်တန့်သွားပြီးတော့အခု နှလုံးယုတ်တရက်ရက်တန့်သွားခြင်းလို့ခေါ်တယ်ဟတ်တက်ဖြစ်တယ်ပေါ့နော်ဒါကယုတ်တရက်ဖြစ်တာဖြစ်ပြီမြေပေါ့နော်ဒီကောင်ဒီအချိန်မီဆေးုံမရောက်ဘူးဆိုရှင်အသက်နေဆုံးရှုံးနိုင်သည့်အန္တရာယ်ကြီးတယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒီကောင်ကိုကျွန်တော်တို့ကနှလုံးကြွက်သားပုတ်တာမို့လို့ acute myocardial infarction ပေါ့နော် AMI လို့လည်းကျွန်တော်ခေါ်ကြလို့တချို့ကြတော့လေဒီ coronary artery ပေါ့ကကျွန်တော်ဒီနှလုံးသွေးလွတ်ကြောမှာပိတ်ဆို့တာဖြစ်တဲ့ကြောင့်မလို့ acute coronary syndrome လည်းခေါ်ကြပါတယ်အဲ့တော့ဒီ hack တက်ဖြစ်တာကရှေ့ပြေးလက္ခဏာရှိတာပေါ့နော် နှလုံးရေးပေါ်ဖြစ်လို့ရှိရင်ရှေးပြလက္ခဏာရှိတတ်တယ်ရှေးပြလက္ခဏာဆိုတာကဒီဒီလိုမျိုးရုတ်တရက်မဖြစ်ခင်မှာလွန်ခဲ့တဲ့တလောက်လောက်တည်းကစဖြစ်လာတာပေါ့အဓိကကတော့ရင်ဘတ်ဆူအောက်တာပဲအဲရင်ဘတ်ဆူအောက်တာအဓိကပဲတချို့ကြတော့ရင်ဘတ်ဆူအောက်တာကဒီပြင်းပြင်းထန်ထန် exercise လုပ်လိုက်တာမျိုးတွေပြေးလိုက်တာမျိုးတွေလေကားတက်လိုက်တာမျိုးတွေအဲ့လိုမျိုးဖြစ်တဲ့အချိန်ကြမှာဆူအောက်တာပေါ့များသောပြေတော့ရင်ညွန့်တက်တရဆူအောက်တယ်ဘယ်ဘက်ဆူအောက်တယ်ပေါ့နော်အဲ့အောက်တာဒီကျွန်တော်တို့ဒီမေးရိုးတွေတော့လေဘင်းနေကျွန်တော်ပခုံးနေပေါ့နော်အဲ့အရာတွေဒီလည်းပြန့်သွားတယ်ပေါ့နော်အချို့ဆိုလက်တကြွယ်လောက်ထိတောင်ပြန့်သွားလာရည်လည်းရှိတယ်ပေါ့နော် အဲ့တော့ပြီးတော့ချို့သူတွေပို့ပြီးတော့စိုးလာတဲ့ခါကျတော့ရှင်နားနေတဲ့အချိန်ညင်နေတဲ့အချိန်မှာစူးအောက်တိုင်းဖြစ်တတ်တယ်အဲ့ဒါတွေအဲ့ဒါတွေကသူသူရဲ့ရှေ့ပြေးလက္ခဏာတွေပေါ့မကြခင်မှာနှလုံးရေးပေါ်ဖြစ်တော့မယ်ဆိုလက္ခဏာတွေဖြစ်တယ်ပေါ့နော်အဲ့နောက်တစ်ခုဆက်ပြီးတော့ဖြစ်တာကအဲ့လိုမျိုးနှလုံးသွေးလွတ်ကြောမှာသွေးကြောတွေကျင်းလာတယ်ပေါ့နော်ကျင်းလာပြီးတော့သွေးကောင်းကောင်းမျောတဲ့အခါမှာမူးဝေဓာတွေဖြစ်လာတယ်အော့အန်နာတွေဖြစ်လာမယ်ချွေးချင်းတွေပြန်လာတယ်ဖြစ်လာမှာပေါ့နော်နောက်တစ်ချက်ကနှလုံးထဲမှာအောက်ဆီဂျင်ကောင်းကောင်းမရတဲ့အခါမှာနှလုံးကကြက်လာတယ်ဘလို့ကြက်လာလဲဆိုတော့မောမောတယ်ပေါ့နော်အသက်ရှူကကြက်တယ်မောတယ်ပြီးတော့ ကို့ပေါ်မှာကျိုးတွေပြောကြတော့စင်ကြီးတကောင်တတ်ထိုင်ထားတယ်လို့ပေါ့နော်အလောက်ထိတော့မှအရန်ကိုကြက်နေတယ်ခံစားရတယ်ပြီးတော့တခုခုထက်နှလုံးပေါ့တခုခုကစွဲညက်ထားတယ်လို့အဲ့လိုခံစားရရတယ်တချို့ကြောင့်လည်းနှလုံးတုံရင်တုံဖြစ်တဲ့အချင်းအမြဲတမ်းလှက်လှက်လှက်နဲ့ကို့နှလုံးခုန်တောင်ကြားနေရတယ်ပေါ့နော်ပြီးတော့ခဏခဏမိုက်ခနဲမူလဲတာလည်းဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ချက်ကအခုကျွန်တော်တို့ပြောတဲ့ hack attack ဒီအစာရင်နဲ့ခက်ဆင်စင်တူတယ်ဘိုင်အိုဒါတွေအစာမကြေတာတွေလေထိုးလေအောင်ဖြစ်တာတွေအဲ့ဒါကြီးနဲ့တွဲဖြစ်တတ်တယ် ဲ့တော့ပြောရရင်တော့ဗျာအမတန်ကြောက်စရာကောင်းတာတခုရှိတာဗာလဲဆိုလို့ရှိရင်အဲ့လိုအစာအိမ်အောက်နဲ့ပုံစံမျိုးနယ်လေခုနရုတ်တရက်တေဆုံးနိုင်တဲ့ဟက်အတက်ကလည်းဖြစ်တတ်တယ်အဲ့ဒီခါကျတော့တချို့ကြတော့ဗျာစေကန်းသွားပြတယ်စေကန်းမှာ ECG မရှိဘူး ECG မရှိတဲ့ခါကျတော့ ECG မစွဲနိုင်ဘူးဟိုအောက်နဲ့နေရာကလည်းဒီ bike ကအစာအိမ်နေရာမှာဆိုတော့အစာအိမ်စီးလေးထိုးပြန်ထွက်လာတယ်လမ်းမှာနေဆုံးသွားတယ်အဓိကပြဿနာကတော့ ECG မရှိတာပါနော်အဲ့နောက်ပိုင်းကျတော့ကျွန်တော်ဆရာကြီးကဘာတော့အကြံပြုထားကြတယ်ဆိုတော့ bio detonator လာလို့ရှိရင်တဲ့ နှလုံးရောဂါအခံလဲရှိရပေါ့မိခွန်းနေမေးလိုက်လို့ပေါ့နော်ဒီကောင်ဒီနှလုံးရောဂါဖြစ်နိုင်ခြေရှိတဲ့ risk person ပေါ့နော်အန်ဒီအရန်များလို့ဖြစ်ခဲ့မယ်ဆိုရင်ကို့မှာ easy ကြီးမရှိရင်တော့မှ easy ကြီးရှိရနေရာကိုလွှတ်ပြီးတော့ easy ကြီးဆွဲခိုင်းပြီးကြည့်ပါပေါ့နော်။ဒါဆို easy ကြီးဆွဲလိုက်လို့ရှိရင်ကျွန်တော်တို့ကချက်ချင်းသိနိုင်တယ်။နှလုံးရေးပေါ်ဖြစ်တာကိုကျွန်တော်သိနိုင်ကျွန်တော်ဒီဗီဒီယိုနောက်ပိုင်းမှာအဲ့ဒါကိုဆက်ပြီးတော့ရှင်းပြဖို့လို့ရှိပါတယ်ပေါ့နော်။အဲ့တော့အဲ့လိုအနေထားမျိုးရှိရကြောင်းမလို့ဘာလို့သိနေလဲဆိုလို့ရှိရင်ဒီ buy out တဲ့လူနာကြီးတတိထားတဲ့နေကိုဒီနှလုံးရေးပေါ် ဖြစ်နိုင်ကြီးလည်းရှိရဆိုတာကိုသတိထားသင့်တယ်ဗောနော်အဲ့လိုအခြေအနေမျိုးမှာဆရာဝန်ရှိအချိန်မီမရောက်ရင်အသက်ဆုံးရှုံးနိုင်ကြီးရှိရကြမလို့အခုကျွန်တော်ပြောတဲ့လက္ခဏာတွေရှေ့ရလက္ခဏာတွေရုတ်တရက်ဖြစ်လာတဲ့လက္ခဏာတွေကိုသူသတိထားဖို့လိုတဲ့အကြောင်းပြောပြရသည်။ကိုကျမ်းမာရဲ့ပြဿနာတွေကိုဒေါက်တာယူပါနဲ့အွန်လိုင်းရနေပဲဖြစ်ဖြစ်၊ဆေးကလာပြီးတော့ဆွေးနွေးခြင်းနဲ့ဆွေးမယ်ဖြစ်ဖြစ်ဖုန်းနံပါတ်39963969 3962ကိုဆက်သွယ်ပြီးတော့မနက်၈နာရီကနေပြီးမနေ့၆နာရီအတွင်းမှာအသေးစိတ်စုံစမ်းလေးမျှဝေရပါတယ်ရှင်။ โอเคဒါဆိုရှင်အဲ့လိုနှလုံးရေးပေါ်ဖြစ်ပြီဆိုရင်ဆရာဝန်ကြီးမရောက်သေးခင်မှာအဲ့ဒါကိုကိုကသိပြီဆိုကိုပတ်ဝန်းကျင်ရလူတွေဘာလုပ်ပေးထားလို့ရလဲဆိုရင် nitro ပေါ့နော်အဲ့ဒီဒီနှလုံးနဲ့ပတ်သက်တဲ့ယောဂရှိတယ်လို့က nitro ဆိုတဲ့ဆေးဒီက nitroglycerin ပေါ့ရှာငုံဆေးအဲ့ဒီကောင်ဆောင်းထားတဲ့ရှာဖျန်းဆေးလည်းရှိတယ်အဲ့တော့ရှာငုံဆေးဖြစ်ဖြစ်ရှာဖျန်းဆေးဖြစ်ဖြစ်သူ့ရဲ့အာနိသင်ရသွေးကြောကိုကျယ်စေတယ်သွေးကြောကျယ်စေရသွေးစည်းစိမ်မှုကောင်းစေဒါကြောင့်မလို့လက်တတော်ရင်မအောင်အောင်သူကနည်းနည်းပါးပါးတတ်တာစေနိုင်တယ်အဲ့တော့ဆရာဝန်ကြီးရောက်တော့လိုဘက်တာထက်လို့လိမ့်မယ်ဆရာဝန်ကြီးမရောက်ရင် အဲ့ nitro ဆေးရှိခဲ့မှာဆိုရင်ငုံသေးပြားသမို့ဖြန်းစီတာပေါ့ဖြန်းစီပေါ့နော်အချိန်မီချက်ချင်းလုပ်တည်နေနောက်တစ်ချက်ကကိုယ့်လက်ထဲမှာ sp လက်တို့ clope လက်တို့ပေါ့နော်ချို့သူဒါနှလုံးသမားဆိုမြန်းတောက်နေရရှိတယ်ကတ်လိုက်ရှိတယ်ဒါဆိုရင်အဲ့လိုနှလုံးရေးပေါ်ဖြစ်နိုင်တယ်လို့တန်တရားရှိတဲ့လက္ခဏာဖြစ်လာပြီဆိုရင်ဆရာဝန်ကြီးမရောက်ခင်မှာ sp လက်၄လုံး clope လက်၄လုံးကိုဝါစားတင်တယ်ပေါ့နော်ဝါစားထားတင်တယ်သူဒီဒီတွေးခဲတာကိုအများကြီးတတ်တာစီရပေါ့နော်ချက်ချင်းကျွန်တော်တို့အဲ့ဒါကိုဝါစားတင်တယ်နောက်တစ်ခုကတော့ရုတ်တရက်နှလုံးရက်သွားပြီဆိုရင်တော့ cpr ပေါ့နော်ကျွန်တော်တို့က ဒီ cardiopulmonary resuscitation လို့ကျွန်တော်ခေါ်တာပေါ့เนาะနှလုံးပြန်ပြီးတော့ခေါ်အောင်ရအသက်ရှင်နှုန်းပြန်ကောင်းအောင်လုပ်တာပေါ့အဲ့ဒါကတော့ trainer နဲ့ပတ်သက်မှရမှာဒါကြောင့်မလို့ကိုယ်ဒါမှနှလုံးယောဂကြောက်ပေါ့เนาะအရေးပေါ်ဖြစ်နိုင်ခြင်းရှိပြီဆိုရင် CPR ကြောင်းမသိလို့ရှင်လဲ line ရှိရနေမှာဆိုလို့ရှင် CPR ကြောင်း YouTube ကနေပြီးတော့ဒီ video လေးပေါ့เนาะ tutorial ရဲ့ video ကြည့်ပြီးတော့ချက်ချင်းလုပ်ပေးလို့ရတယ်ပေါ့တို့ရင်ဘက်ကိုရင်ဘက်ကိုနှိမ့်ပြီးတော့လေအသက်ရှင်အားကုန်တဲ့နီးပေါ့ဒါတွေစနစ်ကျလုပ်လို့ရတယ်ပေါ့เนาะအဲ့ဒါလေးလုပ်ပေးလို့ရပါတယ်ဆိုတော့ကြောင်းပြောချင်ပါတယ် ကဲတော့ကျွန်တော် blue က hat တက်ပို့ပြီးတော့ဖြစ်နိုင်ခြင်းများလဲဆိုတော့ဟုတ်ဆက်ပြီးတော့ဆွေးနွေးတော့ပါမယ်အဲ့တော့အမျိုးသားနဲ့မျိုးသမီးမှာဆိုရှင်အမျိုးသားတွေက hat တက်ဖြစ်နိုင်ခြင်းများပါတယ်တဲ့အဲ့တော့ hat တက်ဖြစ်နိုင်ခြင်းများတဲ့အချက်တွေကိုလည်းကျွန်တော်တခုချင်းဆက်ပြီးတော့ဆွေးနွေးတော့ပါမယ်အဲ့တော့ပထမချက်အနေနဲ့ပြောလို့ရှိရင်အမျိုးသားတွေမှာတို့ရှင်ပါအသက်45နှစ်အထက်မှာ hat တက်ဖြစ်နိုင်ခြင်းများတယ်အမျိုးသမီးတွေမှာတော့အသက်55နှစ်အထက်မှာ hat တက်ဖြစ်နိုင်ခြင်းများတယ်ဒါကြောင့်မို့အမျိုးသားတွေဆို45နှစ်ကျော်ရင် view site ကြအမျိုးသမီးတွေဆိုရင်55နှစ်ကျော်ပြီဆိုရင် view site ကြပါတော့ဒါသည် hat တက်ဖြစ်နိုင်ခြင်းရှိရဲ့ age တွေကိုရောက်နေပါတော့ နောက်တစ်ခုကတော့ဆက်လေးတောက်တဲ့သူတွေဆက်လေးတောက်တဲ့သူတွေတွေမကောက်ကျွန်တော်တို့က second hand smoker ကိုလည်းခေါ်တယ် passive smoker ကိုလည်းခေါ်တယ်ကိုယ်အိမ်ထဲမှာဆက်လေးတောက်တဲ့သူတယောက်ရှိနေရင်ကိုယ်ဒီဆက်လေးတောက်တယ်လို့ပဲအငွေ့ရှူနေရတယ်လက်ဖေးဆိုင်ပုံမှန်ထိုင်နေလက်ဖေးဆိုင်မှာဆက်လေးငွေ့တွေအများကြီးရှူမိနေရတဲ့သူတွေဒါ second hand smoker လည်းမှာပါတယ်အဲ့လိုလိုမျိုးတွေလာတဲ့ head tap ဖြစ်နိုင်ကြများရဲဆိုတာသိထားဖို့လိုတယ်နောက်တစ်ခုကတော့သွေးတို့အခန့်ရှိရတဲ့လူတွေစီးကြိုအခန့်ရှိရတဲ့လူတွေဝါးတဲ့လူတွေကြိုးကမဝဘူးဒါပေမဲ့ သွေးတွင်းမှာမကောင်းတဲ့ cholesterol ဖြစ်တဲ့ LDL တို့ triglyceride တို့ပေါ့နော်ကျွန်တော်တို့အစီကြိုးလို့ပြောကြရပါတော့အဲ့ဒီမကောင်းတဲ့အစီဓာတ်တွေမြင့်တက်နေတဲ့သူတွေအဲ့လိုလူတွေမှာလည်း heart attack ဖြစ်နိုင်ကြီးများတယ်အဲနောက်တစ်ခုကကျွန်တော် hormone ယောဂပြဿနာရှိတယ် hormone မှာယောဂရှိတဲ့လူတွေမှာလည်း heart attack ဖြစ်နိုင်ကြီးများတယ်နောက်တစ်ခုကတော့မိသားစုမှာ heart attack ဖြစ်ပူတဲ့ယောက်သမီးတယောက်ယောက်ရှိခဲ့မယ်ဆိုလို့ရှင်လေကို့မှာ heart attack ဖြစ်နိုင်ကြီးများတယ်နောက်တစ်ခုကတော့လေ့ကျင့်ခန်းပုံမှန်မလုပ်တဲ့သူပေါ့လေ့ကျင့်ခန်းဆိုတာလမ်းလျှောက်တိုင်းပါအကုန်ပါရယ်ပေါ့နော်လှုပ်လှုပ်ရှားလေ့ကျင့်ခန်းမလုပ်ခွင့်နဲ့အမြဲတမ်းငြိမ်သက်နေတဲ့ပုံစံနဲ့ပဲနေရတဲ့သူတွေပေါ့နော် ဟိုတို့ငုတ်တို့ထိုင်တာကြားတဲ့သူတွေပေါ့နော်အဲ့လိုမျိုးလှုပ်ရှားကြမလှုပ်တဲ့သူတွေမှာလည်း head tap ဖြစ်နိုင်ကြီးများတယ်နောက်တစ်ခုကတော့အစားကျူးတဲ့လူတွေပေါ့ကျမရင်မညူညွတ်တဲ့အတင်စားစားစားတွေအစီစိတ်နေတကြားတွေအဲ့လိုနှင်းငံဆွဲတဲ့သူတွေမှာလည်းဒါဒီသေးကြပေါ့ head tap ဖြစ်နိုင်ကြီးများတယ်တဲ့နောက်တစ်ခုကတော့စိတ်ဖိစီးမှုစိတ်ဖိစီးမှုဦးနာအမျိုးသားဘာကြောင့်ဖြစ်လဲဆိုတော့အမျိုးသားတွေစိတ်ဖိစီးမှုပိုများတဲ့အတွက်ကြောင့်မလို့လို့ယူဆကြတယ်ပေါ့နော်အဲ့တော့အမျိုးသမီးမှာလည်းစိတ်ဖိစီးမှုများရဲ့ဆိုလို့ရှိရင် စိတ်ဖိစီးမှုများတဲ့အမျိုးသမီးတွေမှာဟတ်တက်ဖြစ်နိုင်ကြီးများပါတယ်။ဘာကြောင့်လဲဆိုတော့စိတ်ဖိစီးမှုများတဲ့အခါမှာဟော်မုန်းတမျိုးထွက်တယ်ပေါ့နော်။ကော်တီဇောဆိုတဲ့ဟော်မုန်းမျိုးထွက်တယ်။အဲ့ဒီကော်တီဇောဆိုတဲ့ဟော်မုန်းဒီစီးကျုပ်မြင့်တက်စေတဲ့သွေးတိုးစေတယ်ပေါ့နော်။အဲ့ဒီအခါမှာသွေးအိုက်သွေးနေရာပြည့်နှလုံးကိုထိခိုက်ပြီးတော့နှလုံးမှာဟတ်တက်ဖြစ်နိုင်ကြီးများတယ်။နောက်တစ်ခုကတော့မွေးစေသုံးတဲ့သူတွေ။မွေးစေသုံးတဲ့သူတွေမှာလည်းဟတ်တက်ဖြစ်နိုင်ကြီးများတယ်။အဲ့ဒီလူတွေမှာဆိုလို့ရှိရင်ဟတ်တက်ဖြစ်ပြီဆိုရင်ရုတ်တရက်တက်ရတာများတယ်။ဆီအောင်ရှိလုံးဝမရောက်တာတော့များတယ်ပေါ့နော်။ နောက်တစ်ခုကတော့ auto immune အခံရှိခဲ့တယ်ပေါ့နော်အဲ့တော့ကိုကိုကိုပြန်တိုက်တဲ့ဒီ SL လို့ယောဂမျိုးတွေပေါ့နော်နောက်သွေးလေးပတ်နာလို့ယောဂမျိုးတွေဒါကတော့လူသိများယောဂပြောလိုက်တာပေါ့နော် auto immune တွေအများကြီးရှိသေးတယ်အဲ့လိုကိုခန္ဓာကိုယ်ဆဲလ်ကကိုကိုပြန်တိုက်နေတဲ့ auto immune ယောဂရှိတဲ့သူတွေမှာလည်း heart attack ဖြစ်နိုင်ကြများရဲ့လို့ပြောကြပါတယ်ကဲဒါဆို hack တက်ဖြစ်သွားပြီပေါ့နော်နှလုံးသွေးကြောပိတ်သွားပြီဆိုရင်နောက်ဆက်တွဲဘာကြီးဆက်ပြတ်မလဲဆိုရင်နှလုံးစီးကျက်မငြိမ်တာပေါ့နော်နှလုံးငြိမ်တော့ပဲနှလုံးတော်ရင်တုံဖြစ်လိုက်နေအဲ့ဒါကတော်တော်ဆိုးလိုက်ဆိုရင်ပေးနိုင်တယ် ောက်တစ်ခုကတော့ cardiogenic shock ပြတယ်ခုနငွေစည်းတုံးတဲ့တွေကိုပိုဆိုးတယ်အဲ့တော့ဒီနှလုံး shock ပြသွားတာပုံမှန်ကျွန်တော်ဆေးမတက်လို့ shock ရတဲ့ပုံစံမျိုးမဟုတ်ဘူးခနာကိုမှချွေးတားထွက်ပြီးတော့ဒီဝင်းနေတားရှော့ပြီးတော့ shock ပြသွားတဲ့ပုံစံမျိုးမဟုတ်ဘူးနှလုံးရုတ်တရက်ကျသွားနိုင်တဲ့ shock ရတာမျိုးပေါ့နော်အဲ့ဒါမျိုးဖြစ်တတ်တယ်နောက်တစ်ခုကနှလုံးညှင်းအားကျတာပေါ့နော်နှလုံးအားနည်းရလို့အချို့ပြောကြတယ်နောက်ဆက်တွဲမှာမတင်တော့မှနှလုံးညှင်းအားကျပြီးတော့နှလုံးအားနည်းရရောဂါတွေကဆက်ပြီးတော့ဖြစ်လာနိုင်တယ်နောက်တစ်ခုကတော့နှလုံးအမေးပါရောင်တာတွေဖြစ်လာနိုင်တယ် အကြောက်ဆုံးကတော့နှလုံးကုန်ရုတ်တရက်ရက်တံသွားခြင်းပဲအဲ့ဒါကိုကြောက်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ပညာဖိရေးလုပ်နေကြခြင်းဖြစ်ပါတယ်ကျွန်တော်ဆက်ပြီးတော့နှလုံးရုတ်တရက်ရက်သွားလို့ရှိရင်အရေးပေါ်ဘာရီလုပ်ပြီးရတယ်ဆိုတာကိုဆွေးနွေးပြီးသွားပါမယ်အဲ့တော့ကို့အိမ်မှာပေါ့နော်ကို့ပတ်ဝန်းကျင်မှာဆရာဝန်နဲ့ဝေးတဲ့နေရာမှာဆိုလို့ရှိရင်တော့အလွယ်တကူလုပ်ပြီးရတာ CPR ပါပဲအဲ့ကြောင့် CPR ကိုတေတီချာချာနဲ့ light တင်ထားတဲ့နေပေါ့နော်တေတီချာနဲ့ YouTube မှာ train လုပ်ထားတဲ့နောက်မို့ရှင်ကို့နီးစရာဆရာဝန်နဲ့ကျမိုက်ဝန်ထမ်းတွေရှိရတယ်ပြီးတော့တင်ထားတဲ့အရန်ကိုလွယ်ပါတယ် တကယ်လို့စေးုံမှာရောက်သွားမယ်ဆိုတော့နှလုံးရက်သွားမယ်ဆိုရင် CPR လုပ်ကြည့်ရဲအဆင်ပြေဘူးဆိုလို့ရှိရင်တော့ကျွန်တော်ပြက်စင်းနဲ့ short ရတာကြီးကိုရီးယားကားတွေပါမှာကြားဖို့မယ်တင်ပါရမနော်မြင်လဲမြင်မှုကြမယ်တင်တယ်ဒါ defibrillator လို့ခေါ်ရပါနော်အဲ့တော့ defibrillator နဲ့ကျွန်တော်တို့က short ရိုက်ပြီးတော့နှလုံးပြန်နှိုးတဲ့ဆက်နဲ့လုပ်လို့ရပါတယ်ပါနော်အဲ့တော့ဒီနှလုံးသွေးကြောပိတ်ပြီပေါ့နော် heart attack ဖြစ်ပြီဆိုရင်ယောဂရှာဖို့ဘာကြီးဆက်လုပ်ရရမယ်ဆိုရင်အရင်ဆုံးဆေးကပ်မှာဆို ECG ဆွဲမယ် ECG ဆွဲရင်ကျွန်တော်အဓိကဘာကိုကြည့်ရလဲဆိုတော့အဲ ECG client မှာရှိတဲ့ HD ဆိုတဲ့ segment ပေါ့နော် အဲ့ SD ဆိုတဲ့ segment လေးကအပေါ်ကိုမြင့်တက်နေတဲ့ SD elevation ရှိမရှိအဲ့ဒါကိုတော့ကျွန်တော်တို့ဒါကတော့ဘူးဇူးဒါနဲ့ပြောပြခြင်းဖြစ်ပါတယ်ဆရာဝန်တွေပြောပြလိုက်မှာပါနော်ဒီ SD elevation ဖြစ်ပြီဆိုတာနဲ့တေချာပေါက်တာဒီနှလုံးရေးပေါ်ဖြစ်တာ hack တက်ဖြစ်တာ myocardial infarct ဖြစ်တာသူဒီတေချာပေါက်ဇေယုံလွှဲရမယ်ဒါကြောင့်ခုနကကျွန်တော်ပြောတာပေါ့ buy out တဲ့ကျွန်တော်တို့ဒီအဆိုင်ယောဂါလို့ထင်တယ်ဒါပေမဲ့ဆွဲကြည့်လိုက်တဲ့အချိန်မှာခုနလို SD elevation တွေးပြီဆိုရင်တေချာပေါက်တာဒီ MI မယ် ဟတ်အတက်ပဲဈေးရုံချက်ချင်းလိုရမယ်လိုအပ်တဲ့ကုသမှုစက်တင်လုပ်ဖို့လိုတယ်တခါလေကြလို့ရှိရင်လည်းခုနကပြော SD elevation မဖြစ်ဘဲနဲ့ကျွန်တော်တို့ဟတ်တက်ဖြစ်တာလည်းရှိတတ်တယ်ကျွန်တော်တို့ကတော့ဒါဆရာဝန်ကြီးကြည့်တတ်ပါတယ်ကျွန်တော်တို့ကြီးကတော့ဒီ stemmy nest stemmy ဆိုပြီးတော့နှစ်ခုခွဲထားရပါတော့နှစ်ခုလုံးကတော့နှလုံးရေးပေါ်ဖြစ်တာပဲနှလုံးကြွက်သားပုတ်တာပဲတစ်ခုလုံးပုတ်တာရှိတယ်ဒစိတ်ဒီပိုင်းပုတ်တာရှိတယ်ပေါ့နော်နောက်တစ်ခုက echo cardiogram ပေါ့နော် echo ရိုက်ပြီးတော့နှလုံးအတွင်းကနေပါစစ်တာတွေလုပ်လို့ရတယ်နောက်တစ်ခုကတော့ blood test စစ်တာပေါ့ နှလုံးကြွက်သားပုတ်ပြီးသလိုရှိရင်တဲ့အဲ့ဒီမှာဒီကာရီမက်ကာလို့လည်းခေါ်တယ်အဲ့ဒီသွေးထဲကိုဘာကြီးဝင်လာလဲဆိုတော့အဲ့ကြွက်သားပုတ်ရာကထွက်လာတဲ့ကက်မီကယ်ပစ္စည်းတွေကိုထွက်လာတယ်အဲ့ဒီထဲမှာကျွန်တော်အဓိကစစ်ကြတာက troponin i ရဲ့ troponin d ဆိုတဲ့ပစ္စည်းတွေစစ်ကြတယ်အဲ့ဒါလေးတွေသွေးထဲမှာမြင့်တက်နေပြီဆိုလို့ရှိရင်သိကြတယ်ဒါဒီနှလုံးကြွက်သားပုတ်တာလို့တွေ့ရတဲ့နေရာပဲသိနိုင်တယ်ဒါဆိုကျွန်တော်အားချက်အနေနဲ့ဒီ blood test ပေါ့နော်တက်ခွဲကမှသိကြပေါ့စစ်ခိုင်းမယ်ပြီးလို့ရှိရင် test result ကိုမြန်မြန်ဆန်သိနိုင်မယ်ဆိုလို့ရှိရင်ဒါဒီကျွန်တော်တို့ AMI ဆိုတာချက်ချင်းသိနိုင်တယ်ပေါ့နော်နောက်ပါလဲလို့ရဆိုတော့ဒီနှလုံးရွယ်စားကြီးနေတာပေါ့နော်နှလုံးရွယ်စားကြီးနေတာနှလုံးဘယ်လိုဖြစ်နေလဲဆိုတာသိဖို့အတွက်ကို chest x-ray ပါလေဂျင်ဘတ်တက်မှန်တွေပါလေရကြည့်လို့ရတယ်နောက်တစ်ခုကတော့ angiogram ရတာပေါ့နော်ဒီကတိတာလေးထည့်တာပေါ့ပြွန်လေးထည့်ပြီးတော့သူကပိတ်တဲ့နေရာကိုရှာတာရှာပြီးတော့ဘာလဲအဲ့မှာစိုးသေးလေးပါထည့်တယ်ပြီးလို့ရှိရင် angiogram ဆိုပြီးတော့သွေးလွတ်ကြောတွေကိုဓာတ်မှန်ရကြည့်တာပေါ့နော် အဲ့နှလုံးသွေးလို့ကျော်ဓာတ်မှန်ရိုက်တဲ့နေရာလို့လို့ရတယ်အဲ့မှာဘာဘာတစ်ခါလို့လို့ရတယ်ဆိုအဲ့မှာအဲ့လို angiogram ရိုက်ရင်နဲ့တကယ်လို့ပိတ်တဲ့နေရာကိုတွေးပြီဆိုရင်တစ်ခါလဲကျွန်တော်တို့ဘာလို့လို့ရတယ်ဆိုအဲ့ပိတ်တဲ့နေရာကိုကျွန်တော်တို့က angioplasty လို့ခေါ်တာပါဗျာဘော်လုံးလေးထည့်ပြီးတော့အဲ့ပိတ်တဲ့နေရာကိုချဲ့ပြီးတော့ stent ထည့်တစ်ခါထည့်လို့ရအဲ့ဒါဘာတစ်ခါလို့လို့ရအဲ့ဒါကျွန်တော်ကုသနေမှာဆက်ပြောပြမယ်ပေါ့နော်ဒါကတော့ angiogram ရိုက်တာရတယ်နောက်တစ်ခုကလိုအပ်လို့ရှိရင် CT scan နဲ့ MRI နဲ့ထည့်ရပြီးတော့လေနှလုံးနဲ့ပတ်သက်တဲ့ဘာပြဿနာတွေတက်နေလို့ဆက်ပြီးတော့ရှာလို့ရပါတယ်ပေါ့နော် ကဲတော့ကျွန်တော်ဘယ်လိုကုသလဲဆိုတာဆက်ပြီးပြောပြပါမယ်အဲ့တော့အဓိကတော့အောက်ဆီဂျင်တွေလောကထိုးကြသွားမှာအောက်ဆီဂျင်မရတော့ဒါကြောင့်မလို့ဆေးရုံရောက်မယ်ဆိုလို့ရှိရင်ရောက်ချင်းကျွန်တော်အောက်ဆီဂျင်ပေးကြတယ်နောက်ပြီးတော့သွေးခဲပိတ်ဆို့တာမလို့သွေးခဲပျော်တဲ့ဆေးကိုထိုးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကသွေးထက်ခဲမှာဆိုလို့သွေးမခဲတဲ့ heparin လို့ဆေးမျိုးတွေထပ်ပြီးတော့ထိုးဖို့လိုတယ်သွေးကြောတွေကျယ်ပြီးတော့သွေးစည်းမှုကောင်းအောင်လို့ nitroglycerin ထိုးစေသွမှုပေါက်ဆက်ပြီးတော့ပေးတယ်အဲ့လိုမှမရရင်ကျွန်တော် morphine ဆက်ပြီးတော့ထိုးတယ်ပေါ့နော်အမအလာမဒီနှလုံးကြွက်သားဆက်ပြီးတော့ဒီ စူးအောင်နေတော့မယ်ဆိုမော်ဖင်းပေးတယ်မော်ဖင်းဆိုအဆင်ပြေတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့နှလုံးကုန်ငြိမ်ဖို့အတွက်ကိုကျွန်တော်ဘီတာဘလော့ကာတောက်ဆီးပေးတာရှိတယ်ထိုးဆီးတွေပေးတာရှိတယ်ပေါ့နော်နောက်ပြီးတော့နှလုံးအတွင်းမှာ stress တွေတအားများပြီးနှလုံးမှာဖိအားတအားများနေပြဿနာထက်ထက်မှာဆိုလို့နှလုံးဖိအားကျသည်ဖို့ကျွန်တော်တို့က pray နဲ့စုံနေပေါ့နော် inhaler pray တို့ respiratory pray တို့အဲ့လိုမျိုး pray နဲ့စုံတဲ့ ACEI တို့ခေါ်တဲ့သွေးကြည်တွေကိုကျွန်တော်ပေးနေပြတာရှိတယ်။နောက်တစ်ခုကတော့ သွေးတွင်မှာအဆီဓာတ်များစုဖြစ်တာကြောင့်မလို့သွေးတွင်းအဆီကျသည်ပေါ့စတက်တင်အုပ်စုတွေပေါ့ဗျာအီတိုဘတ်စတက်တင်တို့ဘူဆူဘတ်စတက်တင်တို့ဆင်ဘတ်စတက်တင်တို့အဲ့လိုအုပ်စုတွေကျွန်တော်ပေးလို့ရတယ်ပေါ့အဲ့ဒါကတော့ကျွန်တော်တို့ medication ပိုင်းနေပေါ့နော်အဲ့လိုမှမရဘူးဆိုရင်အရေးပေါ်ခွဲစိတ်ကလည်းရှိတယ်အဲ့ဒါဆိုခုနကျွန်တော်ပြောထားရယ်နော် angiogram ရိုက်ပြီဆိုလို့ရှိရင်အဲ့ပိတ်တဲ့နေရာလေးကိုကျွန်တော် angioplasty လုပ်ရချင်တယ်အဲ့ဒါကတော့ဘောလုံးလေးထည့်ပြီးတော့အဲ့ဘောလုံးလေးပြွန်လေးကတိတာပြွန်လေးထည့်မယ်ပိတ်တဲ့နေရာကိုရှာမယ်ပိတ်တဲ့နေရာတွေ့ပြီဆိုအဲ့နေရာမှာဘောလုံးလေးထည့်ပြီးတော့ပိတ်တဲ့နေရာလေးကိုချဲ့မယ်ချဲ့ပြီးလို့ရှိရင်ကျွန်တော် stand ထည့်တာပေါ့ stand ဆိုတာတော့ wire စကားလေး wire စကားလေးထည့်ပြီးအဲ့မှာကျွန်တော်တို့ခုနချဲ့ထားတဲ့နေရာလေးကိုတီမြင်အောင်ထားတာပေါ့နော်အဲ့လိုမျိုးထားတဲ့အနည်းရှိတယ်အဲ့ဒါကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုရင် coronary angioplasty and standing ကိုခေါ်တယ်ပေါ့နော် stand ထည့်လို့ပြောများသိကြတယ်ဒါမှမဟုတ်ဒီအကောင်ကျွန်တော်တို့ကဒီ medical terms အရဆိုရင် PCR လို့လည်းပြောကြတယ်။ကျိုးက PCR လို့တယ်လို့ပြောကြတယ်။အဲ့ဒါနှစ်ခုကအတူတူပဲ။အခြေောက်ဆိုရင် percutaneous coronary intervention ဆိုကျွန်တော်သုံးတယ်ပေါ့နော်။ PCR လို့တယ်လို့ပြောတယ်။ stent ထည့်လို့လည်းပြန်မှာပြောကြတယ်။အဲ့ဒါဒီခုနကပိတ်တဲ့နေရာလေးကို ချဲ့ပြီးတော့အဲ့နေရာလေးကိုစတန်လေးထည့်ပြီးတော့သွေးစည်းမှုကောင်းအောင်လုပ်ထားတာပေါ့နော်ဒါတနည်းပေါ့အဲ့လို PCI မှမရရင်ကျွန်တော်ဘာလုပ်လဲဆိုတော့ချို့လဲတီးကြရတယ် CABG လို့တာပေါ့ကျွန်မကျွန်မတို့ကျွန်တော်တို့က CABG လုပ်ထားပါတယ်ပေါ့အဓိကတော့ရှင်းပြောလို့ရှိရင် craft ထည့်ထားတာဒီပိတ်ွားတဲ့နေရာလေးကိုမှသူကဒီသွေးကြောလေးကလုံးဝဘလူးမထပ်ပြီးတော့ချဲ့လို့မရတဲ့ခါကျတော့ဘာလုပ်လဲဆိုတော့လက်မောင်းတာမဟုတ်ရှင်ခြေောက်ကသွေးကြောထဲကသွေးကြောတချို့တော့သူကယူလိုက်တယ်ဒီအရေပြားစားထိုးတဲ့ပုံစံပေါ့ဗျာသွေးကြောစားထိုးတာပေါ့အဲ့ဒီမှာပြီးတော့ခုနက ပိတ်ထားတဲ့နေရာလေးသွေးကြောလေးကိုလမ်းကြောင်းပြောင်းတာပေါ့ bypass ဆိုတာလမ်းကြောင်းပြောင်းတာလေ coronary artery ကိုမှ bypass graft graft ဆိုတာကျွန်တော်အစားထိုးတာအဲ့တော့ coronary artery လို့ခေါ်တဲ့နှလုံးသွေးကြောတွေကိုသွေးကြောအစားထိုးပြီးတော့လမ်းကြောင်းလွှဲတဲ့နေ့အဲ့ဒီကောင်ကတော့များသောအားဖြင့်ချက်ချင်းလောက်ကြလာနေတယ်တကယ်လို့ဒီနှလုံးသားပုတ်တဲ့လက္ခဏာဒီအသက်တည်ဆုံးတဲ့ဒီမဖြစ်ဘဲနဲ့ နည်းနည်းသက်သာလာတော့မှအဲ့ဒီကောင်ဆက်လုပ်လို့ရှိရင်အချို့ကြတော့ CABG လုပ်ထားရရှိတယ်အဲ့တော့တော်တော်များသိကြတယ် stand ထဲတာရှိတယ် stand ထဲလို့မှမရရင် CABG နီးနဲ့လမ်းကြောင်းလွှဲပြီးလုပ်တာရှိရပါတော့အဲ့လိုပုံစံလုပ်လို့ရတယ်ပေါ့နော်အဲ့ဒါ BY ကဘာထပ်လုပ်ဖို့လိုလဲဆိုလို့ရှိရင်ဆေးရုံမှာတည်းကတစ်ခါတည်းကျွန်တော်တို့က rehabilitation လုပ်တာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကကာဒီယိုရီဟဘလီတေးရှင်းကိုခေါ်တယ်ဒီ exercise လေ့ကျင့်ခန်းကြီးလုပ်တာနှလုံးကြွက်သားတွေတန်မာအောင်လို့လေ့ကျင့်ခန်းကြီးလုပ်ပေးတာလိုအပ်လို့ရှိရင်အိမ်ပြန်ဝါးသည့်တိုင်အောင်ပေါ့နော်နှလုံးကြွက်သားတွေတန်မာဖို့အတွက် exercise 3 exercise ဆိုတာတော့သူတို့တတ်မှတ်ထားရတယ်ပေါ့နော်ဒီ နှလုံးနဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့ rehabilitation လုပ်တဲ့သူတွေရဲ့ညွှန်ကြားချက်အတိုင်းဆက်ပြီးတော့လုပ်ပေးဖို့လိုအပ်ပါတယ်ဗောနော်။ကဲအခုကျွန်တော်ဆက်ပြီးတော့ heart attack ဖြစ်ပြီးသွားတဲ့လူတွေကဘာတွေကူးစားရမလဲဆိုတော့ဆက်ပြီးတော့ဆွေးနွေးတော့ပါမယ်။အဲ့တော့အဓိကကတော့ပြင်းပြင်းထန်ထန်လေးချင်းကိုလုံးလို့မရအောင်အပေါ့စားလေးတွေလုံးလို့ရတယ်ဒါပေမဲ့အဲ့ဒါဆီအောင်နဲ့တိကျတိုင်နေပြီးမှလုံးရမှာပြင်းပြင်းထန်ထန်လေးချင်းကလည်းလုံးရင်အသက်အန္တရာယ်ရှိတယ်ရုတ်တရက်နှလုံးရက်သွားပြီးဒုတိယအချိန်မျိုးစက္ကန့် attack ကြရင်အသက်ပါပါသွားနိုင်တယ်ဒါကိုသတိထားဖို့လိုအပ်တယ်နောက်တစ်ခုကတော့အစားအသောက်ကိုလုံးဝမစင်မကျင်စားလို့မရတော့ဘူးကြားတွေစားတွေ အစီစိတ်နဲ့ကုန်ရှောင် Facebook တွေပေါ့အပြင်မှာလွယ်တကူရနိုင်တဲ့အသင့်စားစားစာတွေတက်နိုင်ကြအကုန်ရှောင်ပြီးတော့ဟင်းသီးရွက်တတိဝန်လန်နေမများစားပြီးတော့လုပ်တင်နေပါတော့စားတင်နေပါတော့နောက်တစ်ခုကတော့ weight ထိန်ရမယ်ကိုလေးချင်ကိုလုံးဝမဝအောင်ထိန်ဖို့လိုတယ်သွေးတို့ရှိရင်သွေးတို့ကိုတေချာထိန်အောင်လို့စီးကြိုရှိရင်စီးကြိုထိန်အောင်လို့ cholesterol တွေတက်နေတယ်လို့ရှိရင်ခန္ဓာကိုယ်မှာရှိတဲ့သွေးတွင်းအဆီဓာတ်တွေကိုကြောက်အောင်လို့တက်နိုင်တော့ထိန်ဖို့လိုတယ်ဆလိတ်တွေရက်တွေတောက်တက်လို့ရှိရင်ဖြတ်ဖို့လိုတယ်နောက်တစ်ခုကတော့ပုံမှန်ချက်ကတ်ကိုတလားတစ်ခါတလားတစ်ခါမဟုတ်ရင်တော့မှာပေါ့နော်၃လတစ်ခါ 6လတကအဲ့လိုပုံမှန်လေးချက်ကပ်လေးပုံမှန်လုပ်ဖို့လိုတယ်ပုံမှန် ECG ဆွဲရင်တော့ပို့အဆင်ပြေပါတယ်ဗောနော်နောက်တစ်ခုကတော့ stroke တွေဗောနော်တကယ်လို့ကိုက stroke များတဲ့အလုပ်တွေလုပ်နေခဲ့မယ်ဆိုရင်အဲ့ဒီအလုပ်ကနေပြီးတော့ရှောင်ပြီးတော့ကိုဝန်ထမ်းဟားတာတို့ဒါမှမဟုတ်အလုပ်ပြောင်းတာတို့အဲ့ဒါကြီးလုပ်တင်တယ်မဟုတ်လို့ရှိရင်ကိုအသက်အနေနဲ့ထိခိုက်နိုင်တဲ့ second depth third depth တွေဝန်လာနိုင်လို့ဖြစ်ပါတယ်ဟုတ်ပြီအခုကျွန်တော်ဆက်ပြီးတော့ဗောနော်ဒီ hack တဲ့ရဝူးတဲ့လူတွေအများဆုံးမေးလင့်ပေးတာရှိတဲ့မေးခွန်းတစ်ခုကိုဆွေးနွေးတော့ပါမယ်အဲ့ဒါကတော့ hack attack လုပ်ပြီးသွားရင်ကျွန်တော် sex လုပ်လို့ရပါသေးလားဗောနော် ပွင့်လင်းပြောလိန်ဆက်ဆန်လို့ရသေးလားပေါ့ဟုတ်လိန်ဆက်ဆန်တယ်ဆိုတော့ပြင်းပြင်းထန်ထန် exercise တစ်ခုဖြစ်တဲ့ကြောင်းမလို့လိန်ဆက်ဆန်တည်သွားတယ်လေခဏခဏကြာဘူးနေတဲ့ခါကျတော့အဲ့ဒါကိုမေးကြဖြစ်ပါတယ်အဲ့တော့ဖြေရရင်တော့ရပါတယ် ဒါပေမဲ့တခုတော့ရှိတယ်ကိုက hack attack ဖြစ်မှုတဲ့လူဖြစ်တဲ့ကြောင့်မလို့ပြင်းပြင်းထန်ထန်လိမ်ဆက်ဆန်တဲ့ပုံစံမျိုးတွေလုံးဝသုံးလို့မရပါဘူး။နှစ်ဦးနှစ်ပတ်ပါရုံတော့ကိုလုံးလို့ရ။ဒါပေမဲ့အဲ့လိုလုပ်တဲ့အခါမှာလေကိုလုံးမဲ့ပုံစံမျိုးကိုကိုယ့်ရဲ့မိသားစုဆရာဝန်တွေတည်ရတန်ပြီးတော့ကျွန်တော်ဒီလိုတော့လုပ်ချင်တယ်အဆင်ပြေရဲ့လားအဲ့ဒါလေးမေးပြီးမှလုပ်စီချင်ပါလေ။လုံးလို့မရတာမဟုတ်ဘူးရပါလေ။ဒါကြောင့်မလို့ကိုမိသားစုဆရာဝန်တွေတိုင်ပြီးတော့ညင်ညင်နန်းနန်းတန်တန်မင်းနေနဲ့လုပ်ကြပါဗျာ။အဲ့လိုလေးပြောနေတယ်ပဲကျွန်တော်ဗီဒီယိုလေးညီကုန်းချလိုက်ပါလေ။ဒီဗီဒီယိုလေးကိုကြည့်တဲ့သူတွေအနေနဲ့ hat attack နဲ့ပတ်သက်ပြီးတော့တည်တင်းသိတိုက်တာတွေတော်တော်များများကိုတည်သွားကြပြီးလို့ပြောနေပါတယ်ဒီလိုဗီဒီယိုလေးတွေကိုမြန်မြန်တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ AM channel လေးကိုမြန်မြန်စောင့်မျှော်အားပေးကြပါလို့ပြောနေတယ်ပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကတော့ AM channel မှာကျမရဲ့ဘူးဆိုတာမြန်မြန်တင်ဆက်ပေးနေတဲ့ဒေါ်တော်ယူပါဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုကြီးအကြံပြတွေ့ကြမယ်နော်